မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အပိတ်20နှမျိုးကိုတင်ပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်မှာအပိတ်20ကရှားပေးသွားခဲ့တဲ့အတွက်အဲ့ဒီ20အစိုက်ကိုကျွန်တော်တို့ကိုယ်ကျင်အတွက်တင်ပြတော့မှာဖြစ်တယ်ပေါ့နော်3 4 6အပိတ်မှာ4အပိတ်တုံညာလေးလေး6 9 3လေးမှာ3အပိတ်ညီညီတိဖြစ်ပါတယ်။ပြီးရင်3 4 6အပိတ်၄လုံးထဲက3ဒလုံးအပိတ်၈လေး3ပြီးတော့၈6 3ပေါ့နော်။အဲဒီမှာ9ဒလုံး2တုံညာ ကိုဒလုံခွန်ခွန်ကိုပါနော်ပြီးရင်ကိုတုံများနေငါထဲကတုံများခွန်တုံများတုံများခုနှစ်ဒလုံသုံးခွန်ခွန်ဒီနေ့လေးခွန်ထဲကလေးဒလုံရှိကိုလေးပါနော်နေ၃၅၈၈ထဲက၃ဒလုံအပိတ်၅၆၃ဖြစ်ပါတယ်၄၅ခွန်တုံများမှာခုနှစ်အပိတ်၆၈ခွန်ခုနှစ်အပိတ်နည်းနည်းခွန်ပြီးခဲ့တဲ့တစ်ပတ်ကျတော့ခွန်ရှိတုံများသုံးအပိတ်မှာသူရှားပြီးသွားတာက3ရှိရှိဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော် ရှိတဲ့လုံးအပိတ်နေရာကရှားပေးသွားခဲ့တာဖြစ်ပါတယ်။ကြည့်ခဲ့တဲ့ဒီမှာခွန်ရှစ်အပိတ်ပုံတူတာဖြစ်ပါတယ်ပေါ့နော်။ခွန်ရှစ်ထဲကရှိတဲ့လုံးအပိတ်၃ရှစ်ရှစ်ဆိုပြီးတော့အဲ့ဒီအပိတ်တွေနဲ့ရှားပေးသွားတာဖြစ်ပါတယ်။ကုကြွေအတွက်ကတော့၂၃၃ရှစ်ရှစ်ဖြစ်ပါတယ်။ Okay ယူတဲ့ဤအရာပေါ့နော်ကျွန်တော်တို့ဒီ၆ကို၃ချိန်ပေါင်းထားတဲ့အတွက်အဲ့ဒီ၁ကိုလည်း၃ချိန်ပေါင်းပြီးတော့၉နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။၃ ၃ရက်၉ရက်ပေါင်းရှင်း၁၂ရက်တယ်ပေါ့နော်နေ၃၃နှစ်နဲ့ပေါင်းရှင်း၅၅ကို၃ပေါင်းရှင်း၈ဆိုတဲ့အတွက်အဲ့ဒီ၉ချိန်မှာတော့ကျွန်တော်တို့တွင်အရာနေ၃၅၈အပိတ်၄လုံးဆိုပြီးရတယ်ပေါ့နော်အဲ့ဒီနေ၃၅၈အပိတ်ဒီ၅လျှောက်၃တပင်မှာ၃တလုံးအပိတ်ခြားပြီးသွားခဲ့ဖူးတယ်ပေါ့နော်ယခု၉ချိန်မှာလည်းကျွန်တော်တွင်အရာနေ၃၅၈အပိတ်ဆိုပြီးရနေတာဖြစ်ပါတယ် နေတော့၅၈အပိတ်ထပ်ပြီးတော့ခြားပေးသွားအောင်မလားဆိုတာလေးကတော့ကျွန်တော်တို့အဆောင်ကြရမှာပဲဗောနော်โอเคဒါလေးဖြစ်ပါတယ်20နံပါတ်၁နဲ့20နံပါတ်၂နဲ့ကိုကျွန်တော်ပိတ်ဆွေးများတည်အောင် ပြန်ပြီးတော့ပြပေးရှင်းဖြစ်ပါတယ်ဗောနော်၄၅ခွန်၃များနဲ့ခွန်၈နဲ့မှာခွန်နှစ်တလုံးအပိတ်သေးဗောနော်ခွန်နှစ်တလုံးအပိတ်မှာ၆၈ခွန်၃ခွန်အပိတ်မှာခွန်နှစ်တလုံးနှစ်နှစ်ခွန်ပြခရတဲ့ဘာကျွန်တော်ခွန်ရှိအပိတ်ပုံတူတာပေါ့နော်ရှင်းတယ်လုံးအပိတ်၃ရှင်းရှင်းရှားပြီးတော့ခေတာဖြစ်ပါတယ် 9ချိန်မှာတော့ဒီ20နံပါတ်1အရာ2358အပိတ်စုပြီးရမှာဖြစ်ပါတယ်နှစ်358အပိတ်ဆိုပြီးရတယ်ဗျာနော်ဆက်ပြီးတော့20နံပါတ်2အပိတ်3လုံးယူတဲ့နေ့ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒီ6ခွန်1ကတော့အပိတ်ဖြစ်ပါတယ်ဗျာနော်အပိတ်3လုံးဖြစ်ပါတယ်ခြားပြီးတော့တာက6 6ခွန်1ဆိုတဲ့အတွက်ခွန်1အပိတ်ဖြစ်ပါတယ် ခုနှစ်အပိတ်၆၈ခွန်း၈၆ခွန်းပြီးရင်၆အပိတ်၆တော်များ၆ဦးနှစ်တလုံးအပိတ်၆၆ဦးနှစ်၅၆၆၅ပါနော်နှစ်နှစ်အပိတ်၉၆နှစ်လေးအပိတ်တုံညာလေးလေးတစ်အပိတ်နှစ်နှစ်တစ်ပြီးရင်၃လေး၈ထဲက၃အပိတ်၈၄၃သုံးအပိတ်6 63 9အပိတ်2တုံညာ9 893ထဲက9အပိတ်009ပါနော် ။ထပ်ပြီးတော့963များအပိတ်ထဲက3အပိတ်93များ3ညာ603တဲ့က9အပိတ်300 4အပိတ်69လေ3အပိတ်963 9အပိတ်69 9အပိတ်နိနိခွန်ပြီးကြတဲ့ဘက်ကျွန်တော်9နိအပိတ်စုပြီးရတယ်ဗောနော်3ရှိရှိဆိုတဲ့အတွက်ကျွန်တော်9ပုံတူထဲက10အပိတ်တုံးရှိရှိရှာပြီးသွားခေတာဖြစ်ပါတယ်။ရှေ့အပိတ်တုံးရှိရှိဆိုပြီးတော့ အပူချပေးသွားခဲ့တယ်ပေါ့နော်။ Okay ဒီ29ချိန်မှာထပ်ပြီးချပေးသွားမလားဆိုတာလေးကိုတော့ကျွန်တော်တို့20နဲ့တကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့20ကိုအတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ဒီအပိတ်တုံးလုံးယူတဲ့နှီးကိုကျွန်တော်တို့ဒီ6ရှစ်ခွန်တပင်ကနေပေါ့နော်နှီးနှီးခွန်တပင်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်6ရှစ်ခွန်ကနေနှီးနှီးခွန်ကိုပေါ့နော် โอเคတူတူပေါင်းကြည့်အောင်ဒီရှောင်းနဲ့၉ပေါင်းရှင်း55ဖြစ်ပါတယ်၅ပဲရေးထားတာပေါ့เนาะ၃ဟာတစ်ကြိမ်ရှောင်းနဲ့၃ပေါင်းရှင်း9ပြီးရင်၃ညာတစ်ကြိမ်တိက၃ကြိမ်ဆိုတဲ့အတွက်၃ပေါ့เนาะပြီးရင်၃ညာနဲ့ပေါင်း၃ညာနေနဲ့ပေါင်းရှင်း2ဖြစ်ပါတယ်ဒီအနောက်ဆုံးက၃ရက်2ရက်ပေါင်းရှင်း9ပေါ့เนาะဒီ9နဲ့ပေါင်းရင်30 9ပေါင်းရှင်း12ရတာကိုကျွန်တော်နှစ်ပဲယူမှာပေါ့เนาะ နှစ်သုံးသုံးကိုကြမှာ၄နဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်၃၄ပေါင်းရှင်ခုနှစ်ဆိုတဲ့အတွက်နှစ်သုံးခွန်အပိတ်၃လုံးစုပြီးယူထားတာပေါ့နော်အဲ့ဒီမှာသူချပေးသွားတာကနှစ်နှစ်ခွန်ဖြစ်ပါတယ်ခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာနှစ်သုံးခွန်ထဲကနှစ်နှစ်ခွန်ခုနှစ်အပိတ်ချပေးသွားတာပေါ့နော်ဒီမှာရေးပြပြထားတာဖြစ်ပါတယ်ပြီးတော့ဒီခွန်ရှင်းနှစ်အပိတ်၃ရှင်းရှင်းချအပိတ်ချပေးသွားတာဟာကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပါနော် ဒီအပေါ်မှာဆိုရင်ကျွန်တော်6နဲ့9နဲ့ယူထားတဲ့အတွက်ကြောင့်မို့ဒီအောက်က6နဲ့6နဲ့ပေါင်းတော့7နှစ်ဖြစ်ပါတယ်။နေပဲရည်မယ်ပေါ့နော်။ဒီ3ကိုယူတဲ့အတွက်ဒီ6ကိုတစ်ကြိမ်ယူထားတာဖြစ်ပါတယ်။6နဲ့3နဲ့ယူထားတဲ့အတွက်4နဲ့7ပေါင်းရှင်းက9ဒီ3မြောက်တစ်ကြိမ်ယူတဲ့အတွက်ဒီ4ကိုတစ်ကြိမ်ထပ်ယူတာဖြစ်ပါတယ်။တိကို3ကြိမ်ဆိုတဲ့အတွက်ဒီ၄ကို3ကြိမ်ဆိုတော့စနစ်2ကိုဒီအနောက်က၄နဲ့ထပ်ပေါင်းတာ6ဖြစ်ပါတယ်။ပြီးရင်2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင်ဒီနေ့နဲ့ချက်ပေါင်းရှင်း30လေးနဲ့6နဲ့ပေါင်းရှင်း30 9ရက်နှစ်ရက်ပေါင်းရှင်းက9ရက်တဲ့အတွက်ခွန်ရှင်းပေါ့နော်ရှင်းကိုအပေါ်ကလည်းမျိုးပဲလေးနဲ့ထပ်ပေါင်းတော့ရှင်းလေးပေါင်းရှင်းစနစ်ခွန်ရှင်းနဲ့အပိတ်ရတာဖြစ်ပါတယ်အဲ့ဒီခွန်ရှင်းနဲ့အပိတ်ထဲက3ရှင်းရှင်းဆိုတဲ့အတွက်ရှင်းတလုံးအပိတ်ကြီးဟာရှားပေးသွားခဲ့တာဖြစ်ပါတယ်ခွန်ရှင်းနေမှာ3ရှင်းရှင်းဆိုပြီးဒီမှာရည်ပြထားတယ်ပေါ့နော် โอเคကိုချိန်အတွက်ကျွန်တော်ထပ်ပြီးတူတူလေ့လာကြည့်မယ်ပေါ့နော်ရှောင်းနဲ့ရှောင်းနဲ့ယူတဲ့အတွေ့အတွက်တင်းနဲ့၃နဲ့ပေါင်းတော့၄ဖြစ်ပါတယ်ရှစ်ကိုတစ်ချိန်ယူထားတဲ့အတွက်၃ညကိုတစ်ချိန်ထပ်ယူထားဖြစ်ပါတယ်လေးတိပေါင်းက၈နဲ့နှစ်ပေါင်း30ပေါ့နော်ဒီလေးကိုယူတဲ့အတွက်ဒီ၆ကိုတစ်ချိန်ယူတာဖြစ်ပါတယ်အဲလေး၃ဒီယူထားတဲ့အတွက်၃၃ဒီ၃ချိန်၃၃နဲ့ခွန်ပေါင်း30နှစ်တစ်လုံးထပ်ရတယ်ပေါ့နော် ကျွန်တော်၄နဲ့၆နဲ့ပေါင်းချင်းက30ဖြစ်ပါတယ်ဒီမှာနှစ်တလုံးဆိုတဲ့အတွက်နှစ်3 3ကိုလည်းအပေါ်ကလိုမျိုးပဲ၄နဲ့ထပ်ပေါင်းတော့၃လေးပေါင်းချင်းခွန်းနှစ်3ခွန်းအပိတ်ရမှာဖြစ်ပါတယ်ဒါ20အရာပေါ့နော်20အရာဆက်ပြီးမပြီးကတော့ကျွန်တော်စောင့်ကြရမှာပဲဖြစ်ပါတယ်ပေါ့နော်နှစ်3ခွန်းပိတ်မှာနှစ်နှစ်ခွန်းခွန်းအပိတ်ချစ်အပိတ်3ချစ်ရှိဒီတစ်ပတ်မှာတော့20အရာနှစ်3ခွန်းအပိတ်ထပ်ပြီးရနေတာဖြစ်ပါတယ်ပေါ့နော်နှစ်3ခွန်းအပိတ်မှာနှစ်နှစ်ခွန်းမှာခုနှစ်အပိတ် ပြီးရင်ငါရောက်တုံးပါလေတုံးအပိတ်ရောက်ပြီးဖူးတယ်ပေါ့နော်ရသွားဖူးတယ်โอเคဒါဆိုရင်ကျွန်တော်ပုံတူစူးကြည့်အောင်ပေါ့နော်20နံပါတ်10နဲ့20နံပါတ်9မှာနံပါတ်1က2 3 5 8နံပါတ်2ကတော့ကျွန်တော်2 3ခုစူးပြီးရနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပုံတူအနေနဲ့ဒီမှာ2တလုံးပုံတူတာဖြစ်ပါတယ်ပေါ့နော် နေ့တလုံးပုံကတူတူရဲ့ပြီးရင်သုံးလေးပုံတူတယ်ခေါ့နော်ဒါကြောင့်မို့ကျွန်တော်အပိတ်နှလုံးရာမှာဖြစ်ပါတယ်တနည်းအရနှစ်ခုစလုံးသာထပ်ပြီးရှားပေးသွားခင်မယ်ဆိုရင်တော့နေ့ရက်သုံးရက်အပိတ်ရာမှာဖြစ်ပါတယ်ခေါ့နော်โอเคနေ့သုံးတဲ့ကပေတလုံးထပ်ပြီးရှားပေးသွားမလို့ဆိုရလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခေါ့နော်โอเคဆက်ပြီးတော့ပေးသွားပါစီခေါ့နော်ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ